ားလုံးပဲမင်္ဂလာပါစေ။၂၄နှစ်အတွင်းထူခြားတဲ့ပြည်ရင်းပြည်ပါစေဝန်ဆောင်ဖရဲသတင်းလေးကိုတင်ဆက်ပေးပါရောင်းမယ်။ကျမရောမြစ်တီကိုပါ။မေလာတတရားအပတ်အတွင်းလီဗီးယားနိုင်ငံမှဖြစ်နိုင်ခြေရှိနေတဲ့တဲ့။မိုးရဲနိုင်ငံပြည်မဲ့သူများကိုအမေရိကန်ဆိုရမှာဒေါ်လာတထောင်ထောက်ပံ့မဲ့တဲ့။လေရင်ပြက်ကမိချောင်းများကြတဲ့ရောက်ခဲ့သူကအိုအသက်ရှင်နေတဲ့တဲ့။ ဘရူနိုဖာနန်ဒက်စ်ကိုစက်ကြီးပြခေါ်ဖို့အတွက်ဆော်ဒီကလပ်စီစဉ်နေတဲ့တင်ပါဝင်အစားရှိတဲ့ပြည်ရင်းဒီပါစိတ်ဝင်စားဖက်တဲ့တင်ဆက်ပေးသွားမှာပါပထမဆုံးအနေနဲ့ပြည်ဝင်သတင်းပုတ်ကိုတင်ဆက်ပေးကြပါမယ်။မေလာတတိယပတ်အတွင်းမှာလီဖီးယားနဲ့ရေမှဖြစ်နိုင်ခြေရှိနေပါတယ်။ဒီသတင်းကိုတော့မြန်တူကပေးပို့လာပါဗျ။ ယခုလမေလ16ရက်နေ့နဲ့နောက်ပိုင်းရက်များမှာလီဗီယာနဲ့ရမွန်ပြည်နယ်ရှိတာကြောင့်ပင်လယ်ရေလုံသားများအချိန်မီကမ်းပြတ်ဝင်နိုင်မှုအတွက်မူလဖွဲ့သားပညာရှိဦးဝင်းနိုင်ကတတိပေးထားပါတယ်။ပြင်ရဘလောက်မှန်းနိုင်မယ်ဆိုတာကိုခမမသိနိုင်တဲ့အတွက်နေရမရွေမှာအနေနဲ့ပြင်ရတယ်လို့လည်းသိရပါတယ်။လက်ရှိခမန်းထားချက်အရလီဗီယာနဲ့ရမွန်ဟာကေရန်နီစာပြဖြစ်ပေါ်လာပါကမေလ10ရက်နေ့နောက်ပိုင်းမှာအနည်းဆုံးမိုးအသင့်သင့်ရွာနိုင်တဲ့အခြေအနေတွေရှိနေတယ်လို့ချုပ်တင်ခမန်းမော်ဒယ်များကပြနေတယ်လို့သိရပါတယ်။အကယ်၍မိုးရ တော့မယ်ဆိုပါကလည်းရေကျဲမီလီမီတာ40ထက်ကနေမီလီမီတာ80အထက်ကိုမွေးပမာဏများနိုင်တယ်လို့သိရပါတယ်။မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုအစည်းအဝေးကလည်းမြမပင်လယ်ပြင်မှာ မေလာလီရဲ့မွတ်တဲ့ချိန်မှာစာ၍နောက်24နာရီအတွင်းအမြင့်9ဗေဒနဲ့10ဗေဒအထိလှမ်းကြည့်နိုင်တယ်လို့လည်းသတိပေးထားတယ်လို့သိရပါတယ်။ဇလဗေနိုင်ငံတကာတင်းတဲ့ဘက်ကိုတင်ဆက်ပေးကြပါတယ်။မွေးနိုင်ငံပြည်မဲ့သူများကိုအမေရိကန်ဆိုရမှာတော်ရတနာထောက်ပံ့မယ်လို့သိရပါတယ်။ ဒီသတင်းကိုတော့ညင်းချောင်းကပြပေါ်လာပါ အမေရိကန်ဆူရဟာနိုင်ငံတွင်းမှာရောက်ရှိနေတဲ့အထောက်အထားမဲ့နေထိုင်သူတွေကကိုယ်တဘောနဲ့ကိုမူရင်းနိုင်ငံကိုပြန်လည်ထွက်ခွာမယ်ဆိုရင်ပြန်လည်ထွက်ခွာမယ်သူတွေကိုအမေရိကန်ဒေါ်လာတစ်ထောင်ထောက်ပံ့မယ်လို့သိရပါတယ်။အမေရိကန်နိုင်ငံတွင်းကိုရောက်ရှိနေတဲ့အထောက်အထားမခိုင်မာသူတွေအုံပြုဖို့ဖြန့်ရှိပေးထားတဲ့ CPP Home ဆိုတဲ့ application ကတစ်ဆင့်တက်ဆိုင်ရာတာဝန်ရှိသူတွေစီကိုကိုယ်တဘောဆန္ဒနဲ့ကိုမူရင်းနိုင်ငံကိုပြန်မိုအတွက်တပြုမယ်ဆိုရင်အမေရိကန်ဒေါ်လာတစ်ထောင်ထောက်ပံ့ပေးသွားမယ်အပြင်မူရင်းနိုင်ငံပြန်မိုအတွက်လိုအပ်တာတွေကိုပါအကူအညီပေးသွားမယ်လို့သိရပါ ါတယ်။အကြောင်းမျိုးမျိုးနဲ့အမေရိကန်နိုင်ငံထဲကိုခိုးဝင်လာသူတွေနဲ့အထောက်အထားမပါရှိဘဲဝင်ရောက်လာသူတွေကိုလူသားချင်းစာနာထောက်ထားတဲ့အနေနဲ့အခုလိုအစီအစဉ်ကိုဖော်ဆောင်ခဲ့တာဖြစ်ပြီးဆက်သွယ်လာသူတိုင်းကိုမူရင်းနိုင်ငံတွေစီအဆင်ပြေပြေပြန်နိုင်အောင်ဆင်ဆင်ပေးသွားမယ်လို့လည်းသိရပါတယ်။နောက်ထပ်နိုင်ငံတကာဒင်းသဘောကိုတင်ဆက်ပေးကြပါမယ်။လေရင်ပြက်ကမိချောင်းများကြားရရောက်ခဲ့သူငါအိုးအသက်ရှင်နေပါတယ်။ဒီသတင်းကိုတော့ညင်းချောင်းမှာပြပေါ်လာပါဗျ။ လေရင်တစည်းပြကြပြီးမိချောင်းပေါ်တဲ့နေရာရောက်ရောက်သွားခဲ့ပေမယ့်လေရင်မောင်းသူပအောင်မယ်လေရင်ပေါ်မှာပါရှိသူငါးဦးလုံးအသက်ရှင်ခဲ့တဲ့ဖြစ်စဉ်တည်းကဘိုလီဗီးယားနိုင်ငံမှာဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဆိုပါလေရင်ငယ်ဟာဘိုလီဗီးယားနိုင်ငံထဲမှာရှိတဲ့အမေဇုန်တောအုပ်တွေကိုပြစ်ချက်ခဲ့ရဖြစ်ပြီးလေရင်ပေါ်မှာလေရင်မောင်းသူအမျိုးသားနဲ့အမျိုးသမီးတို့အုပ်ကလေးငယ်တို့လိုက်ပါလာခဲ့တာဖြစ်ပါတယ်။လေရင်ဆက်ရှင်ရင်သွားတာကြောင့်လေရင်မောင်းသူဟာအနေနဲ့မပြေအောင်အရေးပေါ်စဉ်းစားခဲ့ရမှာတဘောဝါအတိုင်းမိချောင်းနဲ့ရှင်သန်နေထိုင်တဲ့အနည်းကိုစဉ်းစားမိခဲ့တာဖြစ်ပါတယ်။အနေ ယ်ရှိတဲ့အခြေအနေဖြစ်ပေမဲ့မိချောင်းတွေကလင်းကားယူဆိုင်ပြီးထွက်လာတဲ့လင်းရင်စီနှံတွေနဲ့မိခိုနှံတွေကြောင့်လင်းရင်ကြီးကနေအဝေးကိုထွက်ပြေးခဲ့တာကလည်းအသက်ရှင်နေတဲ့အကြောင်းတရားဖြစ်ခဲ့ပါတယ်။ကယ်ဆယ်ရေးနဲ့မတွေ့ခင်နှစ်ရက်လောက်ကိုမိချောင်းတွေကိုကွင်းရှောင်မြို့သွားခဲ့ရတယ်လို့သိရပါတယ်။နောက်ထပ်အားသာတဲ့တဲ့ဘက်ကိုလည်းလက်ခံရရှိထားပါသေးတယ်။ Bruno Fernandes ကိုတက်ပြေးခေါ်ဖို့အတွက် Sorry ကလစီစဉ်နေပါတယ်။ဒီသတင်းကိုတော့ညင်းချောင်းကပြပေါ်လာပါဗျ။ စော်ရီကလပ်အဟိလဲကမန်ယူအတင်းကောင်းဆောင်ဘရူနိုဖာနန်ဒက်စ်ကိုမန်ယူအတင်းကတောင်းဆိုတဲ့ပြောင်းရွှေ့ကြေးပါဝင်းကစားသမားလိုချင်တဲ့လာစားပမာဏအထိပေးပြီးခေါ်ဖို့အတွက်စီစဉ်နေရလို့သိရပါတယ်။အသက်30ရွယ်ရှိပြီဖြစ်တဲ့ဘရူနိုဖာနန်ဒက်စ်ဟာမန်ယူအတင်းနဲ့2029ခုနှစ်အထိစောင့်သက်တမ်းရှိသူဖြစ်ပါတယ်။ဘရူနိုဖာနန်ဒက်စ်ဟာလက်ရှိဘောလုံးရာသီမှာမန်ယူအတင်းအတွက်19ဂိုးထိသွင်းပေးထားပြီးဂိုးဖန်တီမှု17ချိန်တီးပြုတ်ပေးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။အဟိလဲဘက်ကဘန်နာယေးဆန်အတွက်ရှမ်းမှုတွေပြုတ်ခဲ့ပြီးဖြစ်တဲ့အပြင်မန်ယူအတင်းထ ံကိုတရားဝင်ကမ်းလှမ်းမှုပြုလုပ်ဖို့လည်းပြင်ဆင်နေရလို့သိရပါဗျ။မန်ရွယ်တင်ကကမ်းလှမ်းမှုကိုလက်ခံနိုင်ခြင်းနေပါတဲ့အပြင်ကစားသမားဘက်ကလည်းသဘောမတူဖို့များပေမဲ့အာဟာတုပ်ဖွယ်ငွေကြေးပမာဏအထိသုံးဆွဲပြီးလက်တွေ့ကောင်တွေဖော်နိုင်အောင်ကြိုးပမ်းဖို့အတွက်အဟိလေဘက်ကနေစီစဉ်နေရလို့သိရပါဗျ။အခုတင်ဆက်ပေးခဲ့တာတွေကတော့မြန်မာရှေ့ရဲ့24နာရီနေ့ကသတင်းတွေပဲဖြစ်ပါတယ်။ဒီလိုအားပေးကြပရိသတ်များအားလုံးကျန်းမာရွှင်လန်းကြပါစေလို့ဆုမကောင်တောင်းလိုက်ပါတယ်ရှင်။ thank you